မကွေးတိုင်းငဖဲမြို့နယ်နေအေကံပြူဟာနီးမှာစစ်ကောင်မရှင်နဲ့အာရခတက်တော်အေတို့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်စစ်ကောင်မရှင်ဟာစက်တင်ဘာ23ရက်မနေ့စက်တနိုင်လောက်ကစပြီးတော့တိုက်လေရင်ဝိုင်းထွဲလေရင်တွေနဲ့ဘုံလုံးရီ30နီးပါးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အမ်ဘရန်လမ်းမိုက်မှာတိုက်ပွဲတွေဆလာကလေးကအဲ့ဒီနာကကြီးရွာတွေစစ်ဘေးရှောင်နေကြတယ် မနေ့က coffee chain တွေဘက်ကပါဘုံကျဲသွားလို့ပျက်စီးထိခိုက်မှုတော့ရှိမှာပါအသေးစိတ်တော့မသိနိုင်သေးဘူးလို့မကွေးဒေသခံတူက ARD Times ကိုပြောပါရယ်စီကမရှင်ကနေကန်ဒီရှိမြိုင်လှိုင်စတဲ့ကျေးပါရီဘက်ကိုဘုံလုံးရဲ့30နီးပါးဆက်တိုက်ကျေချခဲ့တာဖြစ်ပါရယ်နေကန်တောင်ကျောတဝိုင်းနဲ့လှိုင်ကျေးရွာဘက်မှာစီကမရှင်ရဲ့ တမကိုကိုကလက်ကျန်တပ်ဖွဲ့ဝင်300ခန့်တက်ဖြန့်ထားရှိပြီးအေတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကလည်းနေကန်ရှိဒုတက်ရင်းမှုအပါအဝင်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်60နီးပါးသေဆုံးပြီးစကခ18လောက်ခန့်တရင်၄ခုထက်မနည်းကတပ်ဖွဲ့ဝင်40ကျော်ကိုလည်းပျောက်ဆုံးဆင်းသွင်းထားရတယ်လို့သတင်းရင်းမြစ်စီကသိရပါတယ်။နေကန်ဘီဝါစကန်ကိုစစ်ကောင်မရှင်ကအမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ် မဆာခ9:00ည9:00ကနေပြီးစစ်တုံးကားကြီးတွေနဲ့အင်အားဖြည့်တင်းမှုကိုနေ့စဉ်ဒီပါပြုလုပ်နေတဲ့အပြင်အနီးတစ်ဝိုက်ရှိကာကင်စကန်တွေကိုလည်းကင်းတော့နေရင် drone တွေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေရှိနေပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာပထမအပတ်တွင်ကနေရီကန်အနီးစွန်တက်ကျေးရွာဘက်ကိုစကခ19လောက်ခန့်တရင်တွေ ဖြစ်တဲ့ခမရ904ခမရ569ခမရ905ခမရ900 ခမရ9နှစ်တုံညခလရ295တရင်တွေကစုပေါင်းပြီးစစ်ကြောင်းထိုးနေတယ်လို့အေအေကထုတ်ပြန်ထားပါတယ်